င်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ညနေခင်းတိတွေ့ရှိထားတဲ့သတင်းတွေထဲကမှထူးခြားသတင်းများကိုရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးထူးခြားခြားသတင်းတွေကတော့အကြမ်းမဆစ်တဲ့ကဘိုင်းအိတ်လေနှစီးနဲ့တရုတ်ပို့ဆောင်ရေးရဟင်းသုံးစီးစုစုပေါင်း5စီးကိုထမှန်အင်အားဖြည့်လိုက်ပြီးတော့စစ်တပ်ကရေးတာနေပြီလို့မင်းအောင်နိုင်ကပြောကြားခဲ့တဲ့သတင်းစစ်တပ်ရဲ့ရွေးကောက်ပွဲပြိုင်ပွဲဝင်ခွင့်ပယ်ဖျက်ခံထားရတဲ့ဒေါ်သက်သက်ခိုင်ကသူ့ရဲ့ပါတီအနိုင်ရပါက ိုင်ငံတကာတရားစွဲဆိုမှုများကိုတာဝန်ယူဖြည့်ရှင်းသွားမယ်လို့မဲဆွယ်စီယုံပြောကြားခဲ့တဲ့သတင်းစကမ်းပြည်နယ်ပုံနာကျွန်းနဲ့မင်းပြားမြို့အပြင်မန္တလေးတိုင်းစင်ကူးမြို့နယ်တို့မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ ြည်တွင်းအခြေအနေများအရလေကြောင်းစွမ်းအားအရင်းမြစ်မရှိမဖြစ်လိုအပ်တယ်လို့ဆိုကာစစ်တပ်က18လေးနှစ်စီးနဲ့တရီဘုဆောင်ရေးရဟတ်ရင်3စီးစုစုပေါင်း5စီးကိုထပ်မံအင်အားဖြည့်လိုက်ပြီးစစ်တပ်ကရေးတာနေပြီလို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့တယ်ဆိုတဲ့သတင်းမှာမြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေများအရလေကြောင်းစွမ်းအားရင်းမြစ်မရှိမဖြစ်လိုအပ်တယ်လို့ဆိုကာစစ်တပ်က18လေးနှစ်စီးနဲ့တရီဘုဆောင်ရေးရဟတ်ရင်3စီးထပ်မံအင်အားဖြည့်လိုက်ပြီးတော့ စစ်တပ်ကအေးတာလာပြီဖြစ်ကြောင်းစံမတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုခဲ့ပါတယ်။စစ်တပ်ကလေရင်အင်အားဖြည့်တဲ့အခမ်းအနားမှာစံမတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောကြားခဲ့တာဖြစ်ပါတယ်။ဒက်တလောကာလမှာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြိပခါများသာမကပြည်တွင်းမှာဖြစ်ပေါ်ကြုံတွေ့နေရတဲ့အခြေအနေရရက်များမှာလေရင်ရဟတ်ရင်များဒရုန်းနဲ့ UAV များပါဝင် လေကြောင်းစွမ်းအားအရေးမြင့်များကမရှိမဖြစ်လိုအပ်လာသည်ကိုတွေ့ရှိရကြောင်းထို့ကြောင့်နိုင်ငံအသီးသီးမှာလေတပ်အပါအဝင်လေကြောင်းစွမ်းအားထုတ်လုပ်ပြန့်ကျက်ပေးနိုင်တဲ့ က်ဖွဲ့မျိုးမျိုးကိုအင်အားတိုးတက်ရုံသာမကဘဲနဲ့ခင်မီအစ်မြင့်စီရန်အတွက်ပါတက်စွမ်းသမျှတိုးပန်းလှုပ်ဆောင်နေကြောင်းမင်းအောင်လန်ကပြောခဲ့ပါတယ်။လက်ရှိမှာပြည်တွင်းပြည်ပအဖွဲ့အစည်းအချို့က၎င်းတို့လိုလားချက်တိုင်းမဟုတ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပြက်ပြားစေရန်နီလန်ပေါင်းစုံနဲ့ဆက်ဖက်ဟန်တားလျက်ရှိကြောင်းတစ်ဖက်မှာလည်းကော်လန်အစ်တက်များမှတဖြည်းဖြည်းအရေးနိုင်လာကြောင်းစစ်တပ်အနေနဲ့ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမင်းအောင်လန်ကပြောကြားခဲ့ပါတယ်။ဒီနေ့စစ်တပ်ကအင်အားဖြည့်တဲ့တယ်ယူပို့ဆောင် ထောက်ပို့ရေးရဟတ်ရင်နဲ့၄ရင်၅စီးရင်နဲ့မှာ Y8 လေရင်တဲ့၄စီးကတရုတ်နိုင်ငံလို့ဖြစ်ပြီးတော့မှရှန်ဟိုင်း Y8 200W နီးပညာမြောက်သက်ယူပို့ဆောင်ရေးလေရင်၄စီးဖြစ်ကြောင်းလေရင်အမိနံပါတ်5923နဲ့5924တို့ဖြစ်ကြောင်းလေရင်၃စီးမှာရုရှားနိုင်ငံထုတ်သက်ယူပို့ဆောင်ရေးရဟတ်များဖြစ်ကြကြောင်းသိရှိရပါတယ်ဂျမစစ်တက်ကမြေပြင်မှာအင်အားနည်းလာတာအတွက်ကြောင့်ဝေဟင်ကိုပဲအားဖြည့်နေတာကိုလည်းတွေ့ရပါတယ်။မြန်မာနိုင်ငံကပြည်သူ့ပန်နာငွေတွေနဲ့ပြည်သူတွေကိုတတ်ဖို့အတွက် ေငင်းတွေကိုဖြစ်တင်းနေတာဖြစ်သလိုတစ်ဖက်မှာလည်းစည်ရေးချင်းတွေအရရေပြင်မှာရှုံးနေနေတာဖြစ်တဲ့အတွက်ကြောင့်တေယူပို့ဆောင်ရေးလမ်းကြောင်းတွေစိတ်မပြေနေတာကြောင့်တေယူပို့ဆောင်ရေးရဟန်းရင်တွေကိုအားရင်ဖြစ်တင်းနေရလို့မြင်ရပါတယ်။တက်လက်ပြီးထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်တစ်တက်ရဲ့ရွေးကောက်ပွဲမှာပြည်ပွဲဝင်ခွင့်ပြည့်ဖြတ်ခံထားရတဲ့ဒေါက်တာသက်သက်ခိုင်ကသူ့ရဲ့ပါတီရဲ့အနိုင်ရပါကနိုင်ငံတကာတရားစွဲခံထားရမှုများကိုတာဝန်ယူဖြည့်ရှင်းပေးမယ်လို့ပြောဆိုခဲ့တဲ့သတင်းမှာ အနာသိန်းစစ်ကော်မရှင်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးအနိုင်ရသွားခဲ့ရင်နိုင်ငံတကာတရားရုံးများမှာတရားစွဲဆိုထားတဲ့မှုများကိုတောင်းဝန်ယူဖြည့်ရှင်းပေးမိဖြစ်ကြောင်းစစ်တပ်ရဲ့ရွေးကောက်ပွဲမှာပြိုင်ပွဲဝင်ခွင့်ပယ်ဖျက်ခံထားရတဲ့သူပြည်သုံးလုံးပါတီဥက္ကဋ္ဌဒေါက်တာဒေါ်သက်သက်ခိုင်ကမဲဆွယ်စီယုံပြောဆိုခဲ့တာကိုတွေ့ရပါတယ်ဒေါ်သက်သက်ခိုင်ကစစ်ကော်မရှင်ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပယ်ဖျက်ခံထားရသူဖြစ်တော်လဲအကျွေးချေလို့သောမလျှော့သေးဘဲနဲ့ပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့က စ်ကော်မရှင်ရဲ့ဝါရဖြန့်ရုပ်သံများကနေတစဉ်မဲဆွယ်ဟောပြောမှုများပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ပြည်ပခါကြောင့်ထိခိုက်နေနာသူတွေအတွက်မျိုးသားပြန်လည်သိမ့်မြက်ရေးအစီအစဉ်တရက်ချမှတ်ဆောင်ရွက်နေပြီးတော့နိုင်ငံတကာတရားရုံးတွေမှာတစ်ဖက်သက်ဆွဆွဲချက်တွေနဲ့တရားစွဲဆိုထားတဲ့အမှုတွေကိုတာဝန်ယူဖြေရှင်းသွားမှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။တော်တော်လေးကိုကြီးစရာကောင်းတဲ့ဟာသတပုတ်လို့ပြောရမှာပါ။ကို့အပူတော်မှာကိုမရှင်းနိုင်သေးပဲနဲ့နိုင်ငံတကာရဲ့တရားစွဲဆိုမှုတွေကိုဖြေရှင်းပေးမယ်ဆိုတာကြီးကြတော့လဲ။ ရန်ကြီးလေလုံးထွားတာကိုတွေ့ရပါတယ်။မနိုင်မန်းသီးလို့ပဲဒီလိုစကားမျိုးကိုပြောတာလား။ရွေးကောက်ပွဲဝင်ပြိုင်ခြင်းလို့ပဲဒီစကားနဲ့မဲဆွဲတာလားတော့မသိပါဘူး။နိုင်ငံရင်ရောအကျွေးတွေချိန်မှာမို့လို့လား။ဒါမှမဟုတ်ဝင်ကြီးဖြစ်သွားခဲ့ရင်အကျွေးတွေချိန်ဖို့အတွက်လုံနိုင်မှာသူပြီးယုံထားလို့ပဲလား။စဉ်းစားကြရပါ။နောက်ဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့တကိုင်းပြည်နယ်မင်းပြားမြို့ပုံနှံကျွမျိုးနယ်တို့အပြင်မန္တလေးတိုင်းစင်ကူးမြို့နယ်တို့မှာဒေချောင်းဘုံကျဲမှုကြောင့်ပြည်သူတွေထိခိုက်ဒိတ်ဆုံးမှု ရှိခဲ့တယ်ဆိုတဲ့သတင်းမှာတခိုင်ပြည်နယ်မင်းပြမြို့ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲမှုကြောင့်ပြည်သူ၄ဦးတေဆုံးပြီးတော့၉ဦးဒဏ်ရာရရှိခဲ့ကြောင်းတခိုင်ဒေသသတင်းရှင်းပြက်ကနေသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ည၈နာရီ18မိနစ်အချိန်ခန့်မှာစစ်တပ်ကမင်းပြမြို့မြို့တည်ရက်ွက်တွင်းကိုတိုက်လေရင်နဲ့ပုံကျဲချခဲ့ရမှာပြည်သူ၄ဦးတေဆုံးပြီးတော့ပြည်သူ၉ဦးဒဏ်ရာရရှိခဲ့ကြောင်းတေဆုံးသူများထဲမှာအသက်၁၈နှစ်အရွယ်မခိုင်ဆန်းရွှေအသက်၄၆နှစ်အရွယ် ဥမောင်တန်းထင်းအသက်53နှစ်အရွယ်ဥမောင်တန်းနဲ့သားဖြစ်သူအသက်30နှစ်အရွယ်ကိုတန်းမောင်ထေးတို့ဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲနဲ့လေရင်နဲ့ဘုံလာကျဲတာပါ။မနေ့ကပုံနာကျွန်းရောမင်းပြရောဘုံကျဲချခံရတာပါ။တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲနဲ့လေရင်နဲ့ဘုံလာကျဲတာပါ။မနေ့ကပုံနာကျွန်းရောမင်းပြမာရောဘုံကျဲခံရတာပါလို့ဒကန်စစ်ဘေးရှောင်များကိုအကူအညီပေးနေတဲ့ရန်ကုန်ခြေဆိုင်ရခိုင်ပြဟိတအဖွဲ့ဝင်တာဝန်ရှိသူတအူးကပြောပါတယ် ဒါအပြင်မနေ့ကနိုဝင်ဘာ9ရက်နေ့နနက်7:30မိနစ်အချိန်တခိုင်းပြည်နယ်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံနှလုံးကျဲချခဲ့ပါတယ်။ဘုံကျဲချမှုကြောင့်အမျိုးသမီး၄ဦးနဲ့မျိုးသား၁ဦးသူစုပေါင်းပြည်သူ၅ဦးသေဆုံးခဲ့ပါတယ်။ဒါအပြင်ပြည်သူ9ဦးမှာလည်းဒဏ်ရာများရရှိခဲ့တယ်လို့သိရှိရပါတယ်။ဆက်လက်ပြီးတော့မန္တလေးတိုင်းစစ်ကူးမြို့နယ်ကလေကြောင်းဘုံကျဲမှုကြောင့်ပြည်သူတွေရဲ့ထိခိုက်သေဆုံးမှုကိုဆက်ပြောပြပါမယ်။ မန္တလေးတိုင်းရှိကုန်းမြို့နယ်ရှိပြည်ကျေးရွာစာတင်ကျောင်းကိုနိုဝင်ဘာ9ရက်မှာတိတက်ကဘုံကျဲချခဲ့တာကြောင့်တိချောင်ပြည်သူ၄ယောက်သေဆုံးသွားတယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်။ရှိပြည်ကျေးရွာစာတင်ကျောင်းမှာစစ်ကောင်စီကအင်အားအလုံးကြီးနဲ့တကျောင်းထိုးနေတဲ့မတရားအရှိတ်ချမ်းနဲ့နောက်ချမ်းမှာစစ်ပေးဆောင်ပြည်သူတွေခိုလုံနေတဲ့ကျောင်းလို့သိရှိရပါတယ်။ဂျမစစ်ကောင်စီနဲ့ DNL နဲ့အပြစ်ခတ်ရဲစဲသဘောတူညီချက်ရရှိပြီးတဲ့နောက်မှာမန္တလေးတိုင်းနဲ့ရခိုင်ပြည်နယ်ကိုစစ်ကောင်စီကအဓိကပြစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်အခုရက်ပိုင်းမှာမန္တလေးတိုင်းနဲ့တကိုင်းပြည်နယ်နဲ့ကိုလေကြောင်းကနေဘုံကျဲတဲ့သတင်းတွေတတိုက်တွေ့မြင်လာရတာဖြစ်ပါတယ်တကောင်စီကရွေးကောက်ပွဲလုပ်ဖို့အတွက်မန္တလေးတိုင်းအညာဒေသအပြင်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ကိုဖိအားပေးဖို့လုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီဒေသတွေမှာရှိကြတဲ့ပြည်သူတွေတတိထားနေကြဖို့လေကြောင်းအနေရကိုဂရုစိုက်ကြဖို့အတွက်ဒီပေးချင်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတာတွေကတော့နိုဝင်ဘာလ10ရက်နေ့ ညနေခင်းထိတွေ့ရှိရတဲ့သတင်းတွေလည်းကမှအထူးခြားသတင်းတွေကိုရွေးချယ်ပြောပြပေးသွားတာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။